ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့မဖိုက်တာမလေးနှောင်းမဆူအခုဒီဘက်မှာပွဲထိုးပါလိမ့်မယ်ခင်ဗျာဒါမဲ့အောက်တိုဘာလ16ရက်နေ့ကိုရောက်ရင်ကျင်းပဖို့ရှိနေတဲ့ Spirit of Siam ပြိုင်ပွဲမှာနှောင်းမဆူပွဲဝင်ထိုးမှာပါ Mass Boy Thai ခေါင်းဆောင်အောက်မှာပွဲထိုးမှာဖြစ်ပါတယ်ခင်ဗျာအခုဒီချိန်မှာနှောင်းမဆူကိုပွဲတည်ပေးထားတဲ့ဖိုက်တာမလေးဟာပန်ကိတ်ဖြစ်ပါတယ်ဖန်ကိတ်ကိုတချို့ပြည်သက်တွေသိရှိပြီးသားဖြစ်မှာပါဖက်ဒက်စတင်ကပါ ကျော်စော်ဝင်းလေ့ကျင့်နေတဲ့ဂျင်ကဖိုက်တာမလေးဖြစ်ပါတယ်။တစ်ချိန်လုံးကသူဟာ one championship မှာအထိပွဲထိုးခွင့်ရခဲ့ဘူးတယ်ခင်ဗျာ။ကျွန်တော်အမှန်မှောက်ဆိုရင်တော့ one friday fight number 8 2023ခုနှစ်တုန်းကထင်တယ်။အဲ့ပွဲစဉ်မှာသူတို့ feather ဂျင်ကဖိုက်တာနှစ်ယောက်ထိတဲ့တွေ့ခဲ့တယ်။တယောက်ကတော့ pan gate နောက်တစ်ယောက်ကသူ့ရဲ့ပြိုင်ဘက်က junior feathers အဲ့ပွဲစဉ်မှာ junior feathers ကအနိုင်ရသွားခဲ့တယ်။ split decision နဲ့အနိုင်ရသွားခဲ့တာ။အဲ့တော့ junior feathers က ဝမ်းချန်ပီယံရှစ်မှာဆက်လက်ကျင်နေပြီးတော့ပွဲတွေဇက်တိုက်ထိုးခွင့်ရသွားတယ်သူဘရော်နီကာနဲ့တွေ့မှာပဲရှုံးသွားတယ်ပန်ကိတ်ကတော့အဲ့တပွဲထိုးပြီးရဲ့နောက်ပိုင်းမှာဝမ်းကနေသူပျောက်သွားတယ်ပျောက်သွားပြီးတော့ဂျန်နဲ့ time fiber တွေမှာသူပွဲထိုးတယ်ဒါပေမဲ့လက်ရှိချိန်ထိသူ့ရဲ့ဖြတ်သန်းမှုကိုကြည့်လိုက်ရင် तू ကပွဲ၃ပွဲပဲထိုးရသေးတယ်အဲ့မှာသူဒီနှစ်ပွဲရှုံးထားတယ်တပွဲကိုအမှတ်နိုင်တယ်အတွေ့အကြုံပိုင်းဆိုင်ရာအရန်အားနည်းတဲ့ဖိုက်တာမလေးလို့ယူဆစရာရှိတယ်ဗျဒါပေမဲ့အခုလက်ရှိမှာပန်ကိတ်က ဝမ်ဘတ်ကိုပြန်သွားနိုင်မှုအတွက်ပွဲရီထိုးလာတယ်။ဒါကြောင့်လည်းအခုပွဲစဉ်ကိုနော်မာဆိုလေ့ကျင့်ပေးတဲ့နေပြဂျူနီဘတ်ကရှယ်ပြီးတော့ဘလို့ပြောထားတယ်လဲဆိုတော့ဒီပွဲဟာနော်မာဆိုအတွက် next step နောက်ထပ်ရှေ့လမ်းတစ်ခုဒီပွဲကိုအနိုင်ရရင်နောက်ထပ်လမ်းပွင့်စရာတွေအများကြီးရှိတယ်ဆိုတဲ့ဘောမျိုးပြောထားပါတယ်ခင်ဗျာ။နော်မာဆိုဟာထိုင်းနိုင်ငံကိုရောက်ရှိပြီးတော့တိုက်ခတ်မှုတိုင်းချင်းကလပ်မှာသူလေ့ကျင့်နေတယ်။သူ့ရဲ့တကယ်ချင်းပရိုနီကာအဆအဆအရာကူညီပြီးတော့သူ့ကိုလေ့ကျင့်ပေးနေတယ်ပေါ့လေ။ ဲ့တော့နော်မဆုဟာထိုင်းနိုင်ငံကိုရောက်ပြီးတော့ပွဲကြီးလဲထိုးတယ်သူ့ရဲ့တိုးတက်လာမှုတွေကိုလည်းစက်တိုက်ဆိုသလိုမြင်တွေ့နေရတယ်အခုပွဲမှာပန်ကိတ်ကအသာအပြင်16နှစ်ပဲရှိသေးတယ်မြန်နေအတွေ့အကြုံတော့အားနေတယ်ဒါပေမဲ့ဖက်ဒက်ဂျင်နီရဲ့ထုံးစံအတိုင်းသူကပွဲချိန်ကြာလာရင်တက်လုံကြာသွားတဲ့ပြဿနာတော့သူ့မှာရှိတယ်ခင်ဗျာ၁၉နှစ်ဆိုရင်မှသူကဒီပညာရဲ့အားကောင်းတယ်သို့တော်တက်လုံပိုင်းဆိုင်ရာအားနေလို့ပြောလို့ရတယ်ခင်ဗျာနော်ဦးမဆိုးကတော့အတွေ့အကြုံရင့်ကျက်တယ် ီပွဲမှာနော်မာဆိုးအနေနဲ့အနိုင်ရလက်ကိုရယူပြီးတော့သူ့ရဲ့နင်းပြပြောထားတဲ့အတိုင်းနောက်ထပ်ခြေလှမ်းတစ်ခုကိုတက်လှမ်းနိုင်ပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးလိုက်ပါရစေ။လာမယ့်အောက်တိုဘာလ18ရက်နေ့ည6:00နာရီမှာပြိုင်ပွဲစတင်ပါပါ။သူနဲ့ဖန်ကိန်းနဲ့ပွဲတည်ပေးထားတဲ့ပွဲကတော့သုံးထမဲ့ပွဲစဉ်ဖြစ်တယ်ဗျ။ဒီတော့နော်မာဆိုးရဲ့ပွဲစဉ်ကိုည9:00နာရီကျော်လောက်မှာကြည့်ရလိမ့်မယ်လို့ယူဆပါရစေခင်ဗျာ။ကြည့်ရှုအားပေးပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေခင်ဗျာ။